6နှစ်တာအတွင်းနိုင်ငံတကာမာရသွန်ပြိုင်ပွဲတစ်ခုကိုမြောက်ကိုရီးယားမှာပထမဆုံးအကြိမ်ပြန်လည်ကျင်းပခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်ကနိုင်ငံရဲ့မြို့တော်ပျုံယမ်းမှာကျင်းပခဲ့တဲ့ပြိုင်ပွဲကြီးကိုနိုင်ငံသားသားအပြည့်သမား200လောက်ပါဝင်ရှင်ပြန်ခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ပြုံယန်းနိုင်ငံတကာမာရသွန်ကို1981ခုနှစ်ကစပြီးဧပြီလရောက်တိုင်းနိုင်ငံထူထောင်သူကင်အီဆွန်းရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ April 6ရက်နေ့မှာတကြော့ပြန်ကျင်းပတဲ့ပြိုင်ပွဲကြီးမတိုင်ခင် နောက်ဆုံးပြုံရမ်းမာရသွန်ကတော့2019ခုနှစ်တုန်းကဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ COVID ကပ်ရောဂါကရေကြောင့်ပြန်ပွဲကိုမကျင်းပဖြစ်ပဲ6နှစ်ကြာအဆက်ပြတ်သွားခဲ့တာပါ။နောက်ပိုင်းမှာတော့မြောက်ကိုရီးယားဟာနေဆက်တွေကိုပိတ်ထားရကနေတဖြည်းဖြည်းချင်းပြန်ဖွင့်လှစ်ပေးနေပြီးမနစ်ကစလို့ရုရှားကမ္ဘာလှည့်ခရီးသည်တွေကိုပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံသားတွေကိုတော့ COVID ကာလမတိုင်ခင်တုန်းကလိုပဲ ကဘာလက်ခရီးသွားလုပ်ငန်းတစ်ခုကတာဝန်ယူစီစစ်ဆူဆောင်းပေးခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံဘေကျင်းမြို့တော်အခြေဆိုင်ကဘာလက်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုကမာရသွန်မှာပါဝင်ရှင်ပြိုင်တာအပါအဝင်6ရက်ကြာလေးပတ်ခရီးစဉ်အတွက်လေယာဉ်လက်မှတ်ဖိုးတွေအပါ2406ဒေါ်လာတဲ့ package တစ်ခုကိုစီစဉ်ရောင်းချပေးခဲ့ပါတယ်။ပြုံရမ်းမာရသွန်အတွက်သတ်မှတ်ထားတဲ့ပြည်လန့်ကိုတော့ Kim Il Sung အားကစားရုံအောင်ပွဲမဟုတ်ဘူးစတဲ့အထိမ်းအမှတ်နေရာတွေအပြင် မြို့ရဲ့လူနေရပ်ကွက်တွေကိုပါဖျက်ဆီးပြီးတတ်မှတ်ထားကြတာပါလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံတွေမှာတော့မာရသွန်ပြိုင်ပွဲရဲ့တာထွက်တဲ့ပန်းဝင်နေရာဖြစ်တဲ့အားကစားရုံကြီးမှာပရိသတ်တွေပွဲကြည့်စဉ်အပြစ်လာရောက်အားပေးနေသလိုရွှေရောင်ဆက်ကူအလံတွေဝှေ့ရမ်းနေကြတာကိုတွေ့ရပါတယ်မာရသွန်ပြိုင်ပွဲမှာဘသူတွေအနိုင်ရခဲ့ကြသလဲဆိုတာကိုတော့စီစဉ်ကျင်းပသူတွေကသတင်းအချက်အလက်တွေမထုတ်ပြန်ခဲ့ပါဘူးမြောက်ကိုရီးယားဟာ2023နှစ်လယ်လောက်ကစပြီး နေဇပ်ပိတ်ဆို့မှုတွေကိုသတိကြီးကြီးနဲ့ပြန်လည်ဖြေလျှော့ပေးခဲ့ပါတယ်။ဖေဗူရီလတုန်းကမြောက်ကိုရီးယားဟာနိုင်ငံရဲ့အရှိတ်အဟတ်မှာရှိပြီးဝေးလံခေါင်းတည်တဲ့အပန်းဖြေစခန်းမြို့ရာဆွန်မှာအနောက်နိုင်ငံသားကဘာလက်ခရီးသည်တွေဝင်ရောက်ခွင့်ကိုပြန်လည်လက်ခံပေးခဲ့ပေမဲ့သတင်းပတ်တချို့အကြောင်းမှာအဲ့ဒီအစီအစဉ်ကိုပြန်လည်ဆိုင်းငံ့သွားခဲ့ပါတယ်ရှင်။